င်္ဂလာပေါင်းနဲ့ပြည့်စုံပါစေနှစ်သစ်မင်္ဂလာနဲ့တူအခုဂျိုလိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပကရဟန်းရှင်လူပိဿကြီးအားလုံးကောသာတရ1389ခုမြန်မာနှစ်စတရက်နေ့နှစ်သစ်မင်္ဂလာနဲ့တူနှစ်ဟောင်းဒီကျွေပြီးနှစ်သစ်မှာဖေကင်းရကဲအနယ်ကွေကန်တစ်စိတ်တစ်လူတစ်ဘဝတစ်ချမ်းသာခြင်းအစစ်မှန် ဝမ်းသာခြင်းအစ်စ်မှန်ကံကောင်းခြင်းအစ်စ်မှန်နေပြည့်စုံကြပါစေလို့ဒီတရားနေနှုတ်ခွန်းဆက်ပါတယ်ဖြူပိဒါကြီးခမရယာဒီဆက်ဝန်းတို့တဖြည်းဖြည်းတယွယွတယွယွပြောင်းလာတာစက္ကမိနစ်မိနစ်ကနာရီနာရီရနေ့ညလအခုတနှစ်မြန်မာတို့ဤနှစ်ကောဇာတရ1386နှစ်ဟောင်း ပြီးသားပါပြီယခုနှစ်တ2000ကောဒါတရ1389မဟာတကြံကာလကျော်ပြီးနှစ်တ်ရောက်ရှိပါပြီအော်နှစ်တ်မင်္ဂလာနဲ့တူစိတ်ခွန်အားလူခွန်အားယုံနာနှစ်ပါးခန္ဓာ၅ပါးအတိတ်အတိတ်တွေနဲ့ကောင်းမွန်စွာဖြတ်တန်းကြပါစို့ယခု AB 20 AB 79နဲ့23ကြားမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ကာကြမ္မာဆိုင်ရာအဆူအကောင်းများကိုဟောကြားပေးမှာဖြစ်ပါတယ်။ဆလဘီဓနုရာသီဘွားဓနုရာသီဘွားစီဆိုတာ နိုဝင်ဘာ23နဲ့ဒီဇင်ဘာ27ကြားမှာဝိပွားသူများဖြစ်ပါတယ်။ဒီရာသီဘွားစီကယခုကာလမှာရေရှိနှစ်ပေါင်းများစွာလပေါင်းများစွာရက်ပေါင်းများစွာကံကောင်းမဲ့အလုတ်ရာသူနေအိမ် အခွင့်အရေးကံတရားပေါ်ပေါက်တာအဆက်အသွယ်ကောင်းအခွင့်အရေးကောင်းတွေရမှာရှင်ပြိုင်ဖြည့်စုရွေးချယ်မှုတွေလုပ်ရမှာဆောင်ွယ်တွေတင်နာနေအင်တာဗျူးတွေအောင်မယ်ဂုံတက်မယ်ယာဓုတက်မယ်အလုတ်တက်မယ်အတိုက်ခံနေနိုင်မယ်နိုင်ငံခြားကိစ္စတွေအောင်မယ်ယခုပေါ်ပေါက်လာမဲ့လူတွေတက်ရှိတက်မဲ့တွေအကြောင်းအရာတွေအလုတ်နေရာတိုင်းပြည်တွေဟာရေရှည်ကောင်းမှဖြစ်ပါတယ် အားပြိုင်ပွဲတွေလုပ်ရတဲ့အချိန်ဖြစ်တဲ့အတွက်ကိုယ့်တဲ့အင်အားကြီးသူတွေရဲ့ဖိနှိပ်ချုပ်ချယ်အားပြိုင်တာလည်းခံရမယ်။ကိုယ်ကလည်းကိုယ့်တဲ့နှိမ့်တဲ့လူတွေကိုဖိနှိပ်ချုပ်ချယ်အားပြိုင်တာလုပ်လိုက်မယ်။အဲ့ဒီအချိန်မှာအလဲအလက်ကနေမြတ်မြတ်တတလေးအတ္တမကြီးပဲလောက်ကရင်ဖြင့်အောင်မြင်မှုပူရမှာဖြစ်ပါတယ်။ကြားမကြီးချမ်းသာကြီးလူမှုကြီးတာကြီးတမီးကြီးအိမ်တော်ကြီးမိဘနေထိုင် တဲ့မှတ်အောင်မြင်သောပလင်ပေါ်ရောက်သောကာလဖြစ်ပါတယ်။ဒါကြောင့်ဖရာဇီဒီဒီမှာပလင်တွေမှာရောင်တော်သွားဖွင့်မှာညောင်ပင်တွေရီလောင်းမှာအေရပလင်တွေရောင်တော်ဖွင့်မှာဖရာအနေသာတင်မှာဂုံတော်ကူပါပရိစိတ်ပါအနုဆုံးဂုဆုံးကြောပြဲရင်ပြဲအနဲ့အနီရလွင်ကြာနဲ့မင်္ဂလာရှိတဲ့အကြောင်းတွေဖွင့်ပါ အကောင်းဆုံးကတော့အဖြူနဲ့အဝါရောင်အုပ်စုဖြစ်ပါတယ် ကိုလေးနှစ်ပတ်လည်းထီထိုးခြင်းဖြင့်ထီစုကြီးပေါ့ဖို့များပါလေပထမမြတ်ပူဇော်ပေးပါဓာတုရာဇီဘွားမိသားစုအားလုံးနှစ်သစ်မင်္ဂလာနဲ့တူရှင်ဘော်ရောက်ကံကောင်းချမ်းသာကြပါသည်နိဗ္ဗာန်ရကြပါသည်